hotel မှာဆို2 star တော့3 star တော့4 star တော့5 star တော့ရှိသလိုကျွန်တော်တို့ကလည်းဒီကားမောင်းတဲ့ driver တွေကိုကျွန်တော်တို့ rate လုပ်လို့ရတယ်။အဲ့တော့ကားမောင်းတဲ့ driver တွေရတယ်ဒီ user တွေကိုပြန်ပြီးတော့ rate လုပ်လို့ရတယ်။ mobile application ကနေတစ်ဆင့်ကားငှားနိုင်တော့မဲ့ဝန်ဆောင်မှုတစ်ခုဒီကနေ့စတင်လိုက်ပါပြီ။ခရီးသည်တွေသွားလိုတဲ့နေရာကို ဖုန်းဆက်စရာမလိုပဲဒီ application ကိုအသုံးပြုပြီးစက္ကန့်ပိုင်းအတွင်းခေါ်ဆိုငှားရမ်းနိုင်ပါပြီ။ ဒီ application ကို download ပြုလုပ်ပြီး Oway Ride ကားများကိုအချိန်မရွေးခေါ်ဆောင်နိုင်ပါပြီ။ Oway Ride နဲ့အတူပူးပေါင်းမောင်းနှင်ပေးမဲ့ရင်မောင်းတိုင်းကတက်တန်းရှိရင်မောင်းလိုက်စဉ်ကားအမခန့်လိုလိုအပ်သလို defensive driving customer service သင်တန်းတက်ရောက်ပြီးထားတဲ့ရင်မောင်းများလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာဒီ application ကို6လတစ်နှစ်အတွင်းမြမပြီးမှလက်ခံသုံးဆွဲသွားမယ်ဆိုတာယုံကြည်နေတယ်လို့ဥနီအောင်က ပြောပါတယ် အဓိကတော့ဒီ over right ကပါလဲဆိုတော့ဒီ mobile application ပေါ့နော်ဒီကျွန်တော်တို့ mobile phone ပေါ်မှာဒီဟာကို apps ကိုကျွန်တော် download လုပ်ရတာပေါ့ဆိုလိုတဲ့သဘောကပါလဲဆိုတော့အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်တို့ကားခေါ်တာပဲပေါ့ခင်ဗျာကားကို book လုပ်တာပဲပေါ့ခင်ဗျာငါတို့ဘယ်အချိန်မှငါဖြစ်နေရမှာရှိနေပြီကျွန်တော်တို့ကားလာကြိုပါဆိုတော့အဲ့ဒါကို phone ဆက်ဆင်ရမလို့ပဲနဲ့ကျွန်တော်တို့ကနေပြန်ပြီးတော့ပြောပြလိုက်တာပေါ့အကယ်၍ phone ဆက်ဆင်လည်းဆက်လို့ရတယ်ကျွန်တော်တို့က call center 24 hour ရှိတယ်ဒါပေမဲ့အဓိကကတော့အဲ့ apps ကနေပြီးတော့ကားကိုခေါ်တာပေါ့ခင်ဗျာအဲ့ဒီ service ပါပဲကျွန်တော်တို့နောက်6လဖြစ်ဖြစ်နောက်2နှစ်ဖြစ်ဖြစ်ဒီဟာကတစ်ချိန်လုံးသုံးလာလိမ့်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပါတယ်ဘာလို့လဲဆိုတော့ဒီဟာက price ဆိုလဲပို့ပြီး transparent ဖြစ်တယ်ပို့ပြီးရှင်းရှင်းလင်းလင်းပို့သိလာတာပေါ့နော်နောက်တစ်ခုကကိုကလည်း rating နေရှိရတဲ့ကြောင့် bad driver ကိုဘယ်လိုသွားလဲဆိုတော့ကျွန်တော်ပြင်ကြည့်လို့ရတယ်ကားမျိုးစားရလဲကိုကရွေးချယ်လို့ရတဲ့အတွက်ကြောင့်တစ်ချိန်ကျရင်တော့ဒီ product ကကျွန်တော်တို့တူတူသာလုံဆောင်မှုဆိုရင်တော့ဒီဟာအောင်မြင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ် အိုးဝေရဲ့ခီးသွွားလုပ်ငန်းဝန်ဆောင်မှုကို2012ခုနှစ်ကနေစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မန္တလေးနေပြည်တော်စတဲ့မြို့တွေမှာပါအိုးဝေရိုက်ဝန်ဆောင်မှုတွေကို တိုးချဲ့လှုပ်သွားမယ်လို့ကြေညာခဲ့ပါတယ်။လာခေါ်ရမယ့်နေရာ၊သွားရောက်လိုတဲ့နေရာတွေကို application နဲ့မှာပဲရွေးချယ်ရမှာပါ။ရေမောင်းဘက်ကခီးစဉ်ကိုဝန်ဆောင်မှုပေးရန်လက်ခံအတည်ပြုပြီးတာနဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုခီးတဲ့ထံပို့ပေးသွားမှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်အတွင်း over ride ရေမောင်းကရောက်ရှိလာပါလိမ့်မယ်။ကြာသင့်ငွေအတွက်ကီလိုမီတာကိုအခြေခံတဲ့စနစ်နဲ့ကောက်ခံမှာဖြစ်ပြီး application မှာအလိုလျောက်တွက်ချက်ပေးသွားမှာဖြစ်ပါတယ်။